စာပေချစ်သူများအားလုံးမင်္ဂလာပါရှင်။ဒီမှာကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာဇဝနရေးသားထားတဲ့ဇဝနပုံမြင်စာအုပ်ထဲမှာမောက်ပေါက်ကျိုင်းဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့ကြီးမှာ လူမျိုးစုံ နေထိုင်ရာ အရန်ဖြစ်ပြီးနှင့်အညီကျွန်တော်နေထိုင်သောလမ်းလေတွင်တရုတ်၊ကလာ၊ကာဗျာကရင် ဗိုလ်ချုပ်မအမျိုးမျိုးတို့နေထိုင်ကြသည့်နေရာစူစူညံ့ညံ့အပန်းများကို နေ့စဉ်လိုလိုပင်တမျိုးတမျိုးကြားနေရပေတော့၏တနေ့တွင်ကျွန်တော်နေထိုင်သည့်အိမ်နှင့်မလန်မကန်တွင် အခန်းတစ်ခုထဲ၌အိမ်နောင်သည်၆ဆောင်တဲ့မနေစု၍နေကြသည့်ဂေါ်ရင်ကြီးကလားတတိုက်တို့၏အခန်းမှာနားပွင့်ကွဲလူမတန့်တီးခန့်လိုက်သောကလားဘုံနယ်သည် ကျွန်တော်အားစားရင်း၍စိတ်ကူးမရွှင်နိုင်လအောင်အနောက်အရှက်ပေးနေသဖြင့်ကျွန်တော်မှာစားလုံးလုံးမရေဖြစ်တော့ပဲပလက်ကလက်ထိုင်ပေါ်တွင်ပင်လဲ၍ထိုင်ကအဖော်မျောလျက်ကျွန်တော်ဤစကားပြောပေါ်ပြောပဲ့ဖြစ်သည့်မိတ်ဆွေကြီးအပါကလေးလာခြင်းကိုစောင့်စားနေမိလေ၏ထို့သောစောင့်မျော၍နေသည့်အတိုင်းအပါသည်ကြောင်းစင်း၍အပြန်တွင် ၎င်း၏အိမ်တို့ပင်ဓာတ်ရိုက်မသွားပဲကျွန်တော်ဤထန်းတို့ရောက်လာသဖြင့်ကျွန်တော်လည်းအပါဤပခုံးမှာကြောက်တင်ပုံလွယ်အိတ်ကိုဖြုတ်ပေးရင်ဟေးအပါဟိုစီယာစွစွညံ့ညံ့နဲ့ကလားပုံတီးနေတာဘာလောက်တာလဲကွဟိုမေးလိုက်လေဤကလားလက်ထက်ပွဲလောက်တာဦးလေးရဲ့အဲ့ဒီကလားမကြီးဟာလေအခုပါနဲ့လင်းယူတာ၅ရောက်ရှိပြီတဲ့ ငါရဆိုတော့များတာပေါ့နော်ရှိတုန်းကရှင်ဘီရမတယောက်လို့ပေါ့သူ့နာမည်တော့မေ့နေပြီရှင်ဖို့မယ်ဆိုတာမဟုတ်လားကွအဲ့ဒီနာမည်လည်းမဟုတ်ဘူးသူ့နာမည်အပါကောင်းကောင်းမမတ်မိတော့သူ့ယောက်ျားနာမည်ကတော့ကိုပေါတူးတဲ့ရှင်ဘီရမယောက်ျားနာမည်ကကိုပေါတူးတယ်လားကွဟုတ်မယ်မထင်ပါဘူးမင်းမှားများနေရော့တလားကွ ဟုတ်တယ်ဦးလေးရဲ့ပေါတူးကြီးနဲ့တက်လိုက်လို့နဂါးကြီးတေးသွားတဲ့အတွက် သူ့နာမည်ကို ပေါတူးလို့ခေါ်တာဟာအဲ့ဒါမောင်ပေါကျန်းရင်ကိုပေါတူးမဟုတ်ဘူးဟုတ်တယ်ကိုပေါတူးမှအစ်အဲ့ဒီပုံကိုကျွန်တော်ပြောပြမယ်ဦးလေးမှတ်တာနောက်တော့မှအခုလိုညင်းမနေနဲ့အောင်ဟုဆိုကအပါပြီကျွန်တော်အေးရှိသူကလေးထိုင်တလုံးဆွဲလာပြီလေ တင်းရင်ခွေထိုင်းကပုံပြောရန်ပြင်လေ၏ရှေးရှည်တုန်းကအဲ့ဒါပုံမဟုတ်ဘူးလို့ပြောတယ်ဦးလေးရဲ့ဆရာမကတော့ပုံနဲ့တချို့ကတော့ရာဇဝင်ဆိုလားဒိုင်းယာယီဆိုလားပြောတယ်ဒဏ္ဍာရီပါကွယ်ဒိုင်းယာယီမဟုတ်ပါဘူးအဲ့ဒါနဲ့ရေတကောင်းလုတ်တဲ့တိုင်းကြီးမှာတကောင်းပြီပါကွယ်ဦးလေးခဏခဏပြောတာမှတ်မှတ်မိဘူးလား ရေတကောင်လောက်တဲ့တိုင်းမီနဲ့တကောင်ပြီနဲ့အတူတူပေါ်ဦးလေးရအပါခဏခဏပြောတာဦးလေးမေ့ပြီလားအဲ့ဒါနဲ့ရှင်ဘီရမကြီးတယောက်ရှိရောအဲ့ဒီရှင်ဘီရမကြီးဟာနဂါးတယောက်နဲ့လေငယ်နေတဲ့နဂါးဆိုတာအရှိကြီးပဲတဲ့ဒါတောင်သူမကြောက်ခဲယူတာအံ့ဩပါရဲ့နော်အဲ့ဒီလိုနဂါးနဲ့တိတ်တိတ်ပုံညားနေတာကိုသူ့အဖေကြီးကသိတော့ငါသမီးကို လင်းပေးသားမယ်ဆိုပြီးရှင်ဘီရင်တယောက်နဲ့ပေးစားလိုက်ပါရောဒီရှင်ဘီရင်ကလင်းငယ်နေမဲမသိတော့သူ့ကိုယူလိုက်ပြီးညအိတ်ကြတော့နဂါးကြီးကအချိန်တန်တော့သူ့မိမတခြားလင်းတယောက်နဲ့အိတ်နေတာတွေ့ရတော့စိတ်ဒေါပွားပြီးအဆွဲနဲ့ပေါက်တက်လိုက်တာပေးပါရောဒီရှင်ဘီရင်တယောက်ပေးသွားတော့သူ့အဖေကြီးကနောက်ရှင်ဘီရင်တယောက်နဲ့ပေးစားပြန်ပါရောအဲ့ဒီရှင်ဘီရင်က ဒီမိမကို အပြိုမှတ်လို့ယူလိုက်ပါယောယူတဲ့ညမှာပဲငကားကြီးရောက်လာပြီးပောက်တက်လိုက်ပြန်ပါယောဒါနဲ့နောက်လေတယောက်ထပ်ပြီးပေးစားလိုက်ပြန်တာပေါ့နောက်ယူတဲ့ရှင်ဘရင်လည်းအရင်ရှင်ဘရင်တွေလိုပဲတာမွေရောက်သွားတာပေါ့ဒါနဲ့တယောက်ပြီးတယောက်လင်းတွေယူလိုက်တာ သူယူတဲ့လင်းတိုင်းပေကုန်တော့ဒီရှင်ဘရင်မကြီးကိုဘသူမှမယူရဲကြတော့ပဲ သူ့အဖေကြီးကသူ့သမီးလင်ရအောင်မြို့ပေါ်လိုက်ပြီးမောင်းခက်တီးပြီးကျင်းရတာပေါ့ဩအနောက်နိုင်ငံမှာလင်းလို့ခြင်းနဲ့လို့သတင်းစာထဲမှာကြေညာတာတကောင်းပြီကို အတူခိုးတာပဲထင်ပါရဲ့ဟုတ်တယ်ဦးလေးရဲ့ဒါနဲ့မြို့ပေါ်လိုက်ပြီးမောင်းခတ်တော့ပေါတူးကြီးထဲလာတဲ့တောသားတယောက်နဲ့တွေ့တော့မောင်းထုတဲ့လူကြီးတွေကဟေ့ဆရာကြီးမိမယူမလားမေးတာပေါ့ သူတို့တွေလိမ့်ပြီးခေါ်တော့တော်သားကြီးလည်းပါသွားတာပေါ့သူမို့လို့အပြုံမဟုတ်ဘဲအအိုကြီးကိုကြိုက်တယ်နော်ဦးလေးဆိုရင်ကြိုက်ပါမလားဦးလေးတော့အအိုဆိုရင်ဘဲကြိုက်မလဲကွတို့ပေတဲ့ဒီလူကြီးကတော့ရှင်ပြင်းဖြစ်ချင်တာကိုကွရှင်ပြင်းဖြစ်ရပေမဲ့အအိုကြီးတော့ဘာလုပ်ဖို့လဲဩသူ့မှာအအိုတွေအပြိုတွေနဲ့တူအောင်ငယ်မူပြန်နေစေရှိသလားမှမသိပဲနဲ့ဟုတ်ချင်လဲဟုတ်မှာပဲနော်ဦးလေးရဲ့ အဲ့ဒါနဲ့ကိုပေါတူလည်းပေါတူကြီးထမ်းပြီးနဲနော်ကိုလိုက်သွားရောနဲနော်ကြတော့တစ်တော်ရေးဝင်ကြီးချုပ်တွေပါတွေရချက်ချင်းလက်ထပ်ပေးလိုက်ပါရောသိမ့်ညံတာပဲနော်မင်္ဂလာဖိတ်စာတော့မကန်းဘူးလက်ဆောင်ကမ်းရမှာစိုးလို့ထင်ပါရဲ့ဒါနဲ့ညကြတော့ကိုပေါတူတို့လင်းမယားနှစ်ယောက်ဂရင်ပေါ်မှာအိတ်နေကြတော့ရှင်ဒီမရဲ့လင်းငယ်ငကားကြီးကရှူး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 နဲ့နဲနော်တွေဝင်လာတာ ဒီတော့ကိုပါတုကအဲ့ဒါငကားကြီးနဲ့တူတယ်ဒီငကားကြီးပဲအရင်လင်းတွေကိုတတ်ထားပဲဒီတခါတော့သူ့ကိုတတ်မယ်ဆိုပြီး သူ့မိမမသိအောင်အိယာတဲကအသားကလေးထလာပြီးတော့သူ့အိတ်တဲ့နေရာမှာကြီးကန်းတွေဘာတွေညှက်တဲ့ကျွတ်ထောင်ချောက်ကြီးကို အစားသွင်းထားပြီးသူကတော့လိုက်ကကြားတဲ့ဝင်ပြီးပုံနေလိုက်တာပေါ့ငကားကြီးရောက်လာတော့စောင်းချုံထားတဲ့ကျွတ်ထောင်ချောက်ကို ိုပေါတူးမှတ်ပြီးနောက်ငါမိမနဲ့လေမယားလောက်တိုင်းကစားတဲ့အကောင်သေပေတော့ဆိုပြီးအစွဲကြီးနဲ့ပိတ်ပေါက်လိုက်တာနဂါးကြီးကောင်းကိုကျွတ်ထောင်ကြောင့်ညက်မိရတာဖြစ်နေတာပေါ့နဂါးကြီးလည်းလဲမျိုးမိနေတော့မအော်နိုင်တော့ဘူးဒီတော့မှ ကိုပေါတူးကလိုက်ကာကြတဲ့ကနေထွက်လာပြီးအဝိဒုဒလူသေးမြုပ်တဲ့တုတ်တန်ပြီးတဆေချင်းစကားပြော ကြီးတတော်တော်နေရလဟဲဆိုပြီးငကားကြီးကိုပါတူးနဲ့ပိတ်ပေါက်လိုက်တာ တခါတည်းဆက်မှလေရောဒီတော့မှကိုပါတူးကနေငကားအပေကြီးကို ရှင်ဘီရင်မမသိအောင်ယူပြီးလဲမော်ကအမိုက်ပုံးနဲ့ထည့်ထားလိုက်တာပေါ့နောက်တနေ့ကျတော့ရှင်ဘီရင်မကကိုပေါတူးမသေးပဲနေတာကိုတွေ့ရတော့ငါတိတ်တိတ်ပုံလင်းငကားကြီးတော့ကိုပေါတူးတက်လို့သေးပြီး ငါကိုပေါတူကိုကျန်ပြီးတက်မှာပဲဆိုပြီးကိုပေါတူရဲ့ကိုကိုတူရဲ့တဲ့ရှင့်ကိုတော့ကျမကြိုက်ပါတယ်တဲ့ဒါပေမဲ့ကျမသက္ကထဖွက်မယ်တဲ့ဖော်နိုင်မှရှင့်ကိုယူမယ်တဲ့မဖော်နိုင်ရင်ခုနှစ်ရက်ကြာလို့ရှိရင်တန့်ပြစ်မယ်ဆိုပြီးချောင်းပေးလို့တော့ဟုတ်ပါ့နေပါ့ဘာပါလဲဩတိပြီထောင်းပေးလို့ချော့ရာပေးလို့ဆော့ ချစ်တဲ့သူအယူစရိုးလောက်စကထားဝက်လိုက်တာကို ကိုပါတူးကမဖြေတတ်တော့ငါတော့ခုနှစ်ရက်ကြာရင်တရတော့မှဆိုပြီးတနေ့ကျတော့စိတ်ဆင်ညတာနဲ့ကစောဆိုင်သွားပြီးအရက်တွေတောက်ပြီးတော့တစ်ပင်တပင်အောက်မှာမူးလဲနေတာကိုဒီတော့တစ်ပင်ပေါ်မှာနားနေတဲ့ကြီးကန်းလင်မယားနှစ်ယောက်ကတမီးရီစာစကားပြောရင်ကြီးကန်းအထီးကမိမရေငါသမီးဝါလို့ စီကရက်တောက်ချင်လိုက်တာကွယ်လို့ပြောတည်။အော်ကြီးကထမင်းကတော့စီကရက်စားတကောကွ။ဟုတ်တယ်ဦးလေးရဲ့ဒီတော့ကြီးကမရလေးကရှင်ကလည်းတော့စစ်မမှာပဆန်6ပြားပဲရှိတယ်။မနေ့ပြန်ထမင်းဝယ်စားရအောင်မယ်လို့ပြောတော့ကြီးကအထီးကမနေ့ပြန်မပူနဲ့။မောင်ပေါထူးဇက်ကတာမဖော်နိုင်လို့အသက်ခံရတော့မယ်။ဒုံများသူ့အသားတွေစားရမှာပေါ့ကွက်။ ဒီတော့သူမိမကသက္ကထာအထိပယ်ကိုမေးတော့ကြီးကန်းထီကဖော်ပြလိုက်တာကိုပေါတူအမူးပြေလာတော့ကြားတာပေါ့ဩကြီးကန်းကလူထက်တောင်နားလဲတယ်နော်ညက်တွေဆိုရင်နားလဲတာပေါ့ဦးလေးရဲ့စားကလေးပေရင်ကြည်ပါလားလူတွေညက်လောက်မှအတုံးမကြလို့စားကလေးပေရင်ဟောရတာပေါ့အဲ့ဒါနဲ့ကိုပေါတူလည်းနန်းတော်ပြန်သွားပြီးဟေ့ရှင်ဘီရမကလေးရေ ငါစကထာဖော်ရက်ပြီကဲဖော်စမ်းလို့ဆိုတော့ထောင်ပီးလို့ချုပ်ဆိုတာနဂါးကိုကြွက်ထောင်ကြောင်းနဲ့ထောင်ပီးဖဲချုပ်လိုက်တာလို့ပြောပြလိုက်တော့မှ ရှင်ပြည်မကလေးကဟုတ်တယ်ဟုတ်တယ်ငါလည်းသိစားတတ်တယ်ဆိုပြီးယူလာရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့မောင်ပေါက်ကျိုင်းပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါလေရှင်နားစင်သူ စာပေချစ်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးလူရဆန္ဒတွေပြည့်ဝကြပါစေရှင်။